မင်္ဂလာပါရှင်ဆရာကြီးကျော်မြတ်တန်းရေးသားထားတဲ့နဂရောစိမျက်ခုံဆိုတဲ့ဝိထုရှိကို အပိုင်းဆက်ဖတ်ပြပေးမှာပဲဖြစ်ပါတယ်နဂရောစိမျက်ခုံ အပိုင်း1 မြောက်လီတယန်းသည်စောင်းဝင်အီးများများနနခင်းကို ထွေပိုက်နွေပူစီမိနေရောင်ကြီးမှာသူတို့အင်္ဂလိပ်ဤမျက်နှာစာဧခန်းလေးတို့တိုးဝင်ဖြာကြလာသည့်တိုင်အေးဤမောင်မှာအိယာထဲမှာပင်ရှိနေသေးသည်ညင်းကရောင်းလက်ဂျူဒီဝင်ရသဖြင့်မောင်အိယာထဲမှာကွေးနေသည်ကို မနိုးရက်တော့လေမနေ့ရှင်းနိုင်ဂျူဒီပြန်ဝင်ရမိမောင်ကို မနိုးရင်မဖြစ်တော့သမို့မောင်နဖူးဘောကိုနှာသေးပြားလေးနှစ်ခါသုံးခါဖိပေးလိုက်ရသည် မောင်ကမျက်လုံးဖွင့်လာတော့လဲပြုံးပြီးပြန်ပိတ်သွားသည်တော်တော်ဆိုးတဲ့မောင် နောက်တခါနောက်တခါအခါခါဒီတော့မှမောင်အေးရတဲ့ကထလာသည် မောင်အေးရထမျက်နာတန်ရှင်ရေလုံနေစဉ်အေးကမန်တင်ကုန်းမှာနနခင်အလှချေသားနေသည်မောင်အလုတ်သွားကန်နီးနှုတ်ဆက်အနံပေးလာလင်းမှွေမှွေမြမြရှိပါစေတော့လို့ညာကစားချစ်တတ်သူဇနီးမောင်နှံတို့ဤအလုတ် ထောင်မူလေးကိုသန်းစင်မှာညင်ကလွှားတင်ထားသောယူနီဖောင်းကိုကဗျာကတိယူဝစ်ပြီးချစ်ချစ်ပြင်ပေးထားသည့်လက်ဖက်ရည်စပွဲမှာဝင်ထိုင်လိုက်၏ချစ်ချစ်မှာအလှပြင်လို့မပြီးသည်မိမာတို့သည် ထမင်းဟင်ချက်ရာတွင်မြန်သလောက်အလှပြင်ရာတွင်မူကြာတတ်ပါလိမ့်၏မမောင်တို့ကလည်းဒါကိုတော့တီးခန့်နိုင်စွမ်းရှိကြသည်ပါကိုမိမလှနေမှသဘောကြပေတကူခုခေတ်မင်္ဂလီများဆိုပူလို့တောင်ဆိုသည် အလာပြင်ခြင်းကိုအချိန်လုံးနှီးပါ အချိန်ယူရ၏သူတို့ကြတော့ထမင်းဟင်းလဲအချက်မမြန်အလာပြင်ခြင်းလဲမမြန်ရှိပါစေလေသူတို့ခေကအလာခေပေကိုထောင်မူလေးကိုတန်းစင်မှာလက်ဖက်ရည်စပွဲတွင်စိတ်ရှည်လက်ရှည်စောင့်နေရသည်တဝမ်းစီပဲဝမ်းကျဆုံနာမှမဟုတ်ပဲဆိုပေမဲ့ချစ်ချစ်မျက်နာကိုကြည့်ပြီးတောက်ရသည့်လက်ဖက်ရည်က ပိုပြီးအရသာပြေဝသည်မဟုတ်ပါလား မောင်ရှိရသူအပြုံလေးဝင်ပြီးရောက်လာသည့်ချစ်ချစ်ဤမျက်နာကလေးမှာနေကြီးပြူစာ နနေခင်အလှနှင့်သူတင်ကိုတင် ပြိုင်နေသည်တို့ရှိချေ၏မျက်လုံးလှသည် မျက်ခုံးလှသည်နှာခမ်းလှသည် အပြုံလှသည်တွေ၍ဖြောင်၍တင်ထားပြီးတကယ်တို့ရှိသော နာတန်လှသည် တမျက်နာလုံးကိုခြုံကြည့်လိုက်ရင်တွေတွေနွဲ့နွဲ့ရင်ရင်မျက်မျက်ကလေးလှနေသည်ကြက်တည်းရှိပါ၏ဒါကညကစားဇနီးမောင်နှံများတွင် ချစ်ချစ်အပေါ်မောင်မောင်တို့၏အမည် ကိုချစ်ချစ်ကိုမလာဘူးလို့မြင်သူရှိအံ့မထင်မရှိရတော့ဤဘလို့ကြည့်ကြည့်ကိုချစ်ချစ်မှလှ၍နေသည်သာတကယ်တော့ကိုတန်းစင်ဤချစ်စနီဤကပိုင်သားသူကရကန်ရှင်ဤအမည်တွင်သာလှနေသူမဟုတ် အများအမြင်တွင်လည်းအလှထင်သာသူပါသည်ငကူအနေတွင် ရေရေပြပြထင်နေသော ပချိုင်လေးနှစ်ခွက်မှာ ပြုံလိုက်ရင်ချင်းချင်းဝမ်းဝမ်းဆွဲဆွဲထင်ထင်ပေါ်လာသည်မို့ပချိုင်အလှမှာအီးအလှကိုတရဖူဆောင်းပေးထားသည်တို့ရှိချေ၏ကိုတန်းစင်ကလည်းဒီပချိုင်အလှလေးကိုမမက်မင်းမင်းဆွဲထင်ခဲ့သည်မို့အီးဤမြတာနှင့်အချစ်ကိုယာယူပိုင်သားနိုင်အောင်ကြိုပမ်းခဲ့သည်ဟု ဆိုရပေမိသာသူတို့အိမ်တော်ရေးတက်တန်းမှာသုံးနှစ်ကျော်ကာလတို့ရောက်လာသည့်တိုင်ချစ်ချစ်မှာကိုလေးလက်ဝင် အရေးအစင်မထင်သေးပဲပေါ်ပေါ်ပါပါ ဖြစ်ဖြစ်လက်လက်ပင်ရှိနေသောကြောင့်နေပေါင်းများစွာကိုချစ်ချင်းတိုင်းချစ်ရင်ကြော်လွားဖြတ်တန်းနေကြ၏ကိုတန်းစင်တို့ဇနီးမောင်နှံမှာသူများတကာထက် အချစ်ပို၍လွန်ခဲ့ရသည်မှာအကြောင်းရှိ၏ ကိုတန်းစင်အလုတ်ကထောင်မှုထောင်မှုအလုတ်ဆိုတာကိုအားလည်းရဲ့မဟုတ်ပဲအိုယိုနစ်ဝေးရသူတွားရသူများမဟုတ်ပဲအညောင်းပြေအညာပြေလမ်းလျှောက်တာတောင်မှအိုယိုအနားမှာရွယ်ဝဲရွယ်ဝဲလုပ်ပြီးလမ်းလျှောက်ရသူများဖြစ်၏သူတို့မှာအလုတ်ချိန်ဟူ၍ဘဏ္နာယီစပြီးဘဏ္နာယီပြီးသည်ဟူ၍တတ်တတ်မှန်မှန်မရှိ24နှစ်တာဝန်ရှိသူများဖြစ်သည့်အလျောက်သူတို့နေထိုင်ရာအိမ်များကိုအိုယိုနစ်အနီးဆုံးနေရာတွင်စောက်ပေးထားကြပေသည် အချိန်မရွေးထွက်ပေါ်လာနိုင်သော ထောင်လန့်တန်ချောင်းတန်ကြလင်ဤဤပါနေစေဖြစ်ပါစေတပိုင်းတစားဖြတ်၍ထောင်နေသူအရောက်ပြေးရ၏ထောင်နှင့်ဝေးရသူမတော်နိုင်သူများဖြစ်ကြသည့်အတိုင်းအိမ်မြဲကြသည်အိမ်မြဲလေဇနီးမောင်နှံတို့ပို၍ချစ်ကြလေညရောင်းလက်ဝင်ရလင်၁၂နာရီထိုးပြန်ရသည့်အလဲရှိသည်နှစ်ချက်ထိုးပြန်ရသည့်အလဲရှိသည်ဆောင်းတွင်ညင်ဘက် ရောင်းလေဝင်ရသည်မှာနရွက်ဖျားလေးများထုံချင်းကြိုက်ခဲလာအောင်အေးတန်ခံရတတ်သည်။ညင်ကြီးတကောင်အိမ်ပြန်လာတော့ချစ်ချစ်ကတကားထဖွင့်ပေးသည်။ဆောင်ကအိတ်ခန်းထဲမှာ ဆောင်နဲ့မတွေ့ခင်ຫນွေထွေလာတော့ချစ်ချစ်ရင်ခွင်မှာဒီတော့လေသူများထဲပို၍ချစ်ကြလေ၏။ချစ်စနီးပြင်ပေးထားသည့်လက်ဖက်ရည်ပွဲမှာ ထူးထူးထွေထွေ အစားတောက်များမပါပါ။ပေါင်မုံမီကင်းကိုထော်ဘက်တုပ်ပြီးကျုပ်ဟပ်ပွိုင်းကျော် ဝတ်ဦးချောင်းကျော်တို့နဲ့မစားနိုင်ပါထမင်းချမ်းကျော်တပွဲနဲ့လက်ဖက်ရည်တစ်ခွဲများသာဒါပေသည့်ချစ်ချစ်မျက်နာကြည့်ပြီးစားရလိုလားမသိစားလို့အလွန်ကောင်းပါပြီကျွတ်ုံပြူကိုတပားရိုက်ပြီးကျွတ်ုံနီပါပါလှီ၍ကြော်ထားသည့်ထမင်းကျော်ကိုဟိုတယ်ကထမင်းကျော်ထက်တောင်ကောင်းပါသည်ဟုချီမွန်ကန်ဖွင့်လိုက်သည့်အခါချစ်ချစ်၏အပြုံကလေးလက်လာသည် ပချိုင်ကလေးနှစ်ခွက်ကိုကြည့်ပြီးစားလိုက်တော့လေတပကံမှာချောင်ချောင်လေးမောင် ဒီနေ့ညရောင်းလေဂျူတီဝင်ရအောင်မလားဒီနေ့တော့မဝင်ရဘူးအေးဒါဖြင့်လေးနာရီပြန်ထွက်ပေါ့ဟုတ်တယ်လေအကြောင်းထူးမပေါ်ရင်ပေါ့ဘာကြောင့်များရှိလို့လဲအေးရဲ့မောင်စစောပြန်ရင်မြို့ရဲသွားခြင်းလို့အေးဝယ်စရာလေးရှိလို့ပါဒီလိုဆိုမောင်ထောင်မူကြီးစီခွင့်တောင်းခဲ့မယ်လေအေးအသင့်ပြန်ထားပေါ့ထမင်းစားပြီမှသွားမလားမောင် ပြန်လာမှစားကြတာပေါ့ညစီမှတခုခုစားရအောင် မောင်စစောပြန်ထွက်ခဲ့နော်ထွက်ခဲ့မှာပါအေးရဲ့ဒါပေမဲ့ မမျော်လင့်တဲ့အကြောင်းပေါ်လာလို့မထွက်ပြင်းအရင်တခါလိုစိတ်မကောက်ရဘူးနော်ဟွန်းကောက်မှာပဲကောက်ဗျာကောက်တော့ပူလာတာပေါ့မောင်တော့ဒါပဲကဲသွားမယ်နော်အေးဘေးစံသူနော်ဟွန်းထောင်မူလေးကိုတန်းစင်မှာထောင်ထဲရောက်ကလေးကတစ်ချက်မှမအားရတော့ဘူးယုံထွက်ကိစ္စထောင်ဝင်စာကိစ္စဟိုကိစ္စဒီကိစ္စတွေနဲ့ထိုင်လိုက်ထားလိုက် ပျော်လိုက်အော်လိုက်နဲ့မနက်စာထမင်းကိုပင် ထောင်ထဲမှာဖြစ်တယ်လို့စားလိုက်ရသည်ညနေပိုင်းထောင်ဝင်စားဝင်ချိန်မရောက်မီတစ်ချက်တော့နားလိုက်ရသည်ညနေပိုင်းထောင်ဝင်စားပြီးသွားသောအခါဘူကြီးပေါ်မှာ၃နာရီတမောင်းခောက်တန်းထွက်လာ၏နောက်ထပ်နာရီ၃မောင်းခောက်ပြီးလင်းသူ့အပြင်ပြန်ထွက်ရတော့မည်ဇနီးချောနှင့်တွဲပြီးလက်မထွက်ရသည်မှာကြာပေပြီပင်ထူးထူးခြားခြားကိစ္စများလည်းမရှိသဖြင့်ဒီနေ့တော့၄နာရီပြန်ထွက်ရဖို့တည်ကြသည် စိတ်သန့်လို့မှမပြီးသေးဟောဖြစ်ပြီ၃နာရီနှမောင်းတန်ချောင်းတန်ထွက်လာသည်နှင့်မရှိမနောအချုပ်လူတစ်တွေရောက်လာသည်အာလုံးပေါင်း9ယောက်ရောက်လာသူများမှာယူယူအချုပ်သမားတွေမဟုတ် ပြက်တနာကောင်းတွေကောင်းတွေလို့ပဲခေါ်ရမလားကောင်းမတွေလို့ပဲခေါ်ရမလားဆိုသည့်မိမရှာတွေအချုပ်သမားယောက်ျားတွေရောက်လာရင်ပြက်တနာမရှိဘူကြီးထဲမှာတလာစီပြီးအချုပ်ဆောင်ပို့လိုက် မိမအချုပ်သမားတွေရောက်လာရင်လဲမိမထောင်ပို့လိုက်ရုံသာသူတို့ကြတော့ဘယ်ကိုပို့ရပါယောက်ျားအချုပ်ဆောင်ပို့ဖို့ကလည်းမဖြစ် ပြဿနာတွေပေါ်ကုန်ပြီအခုတောင်သူတို့ရောက်လာပြီဆိုသည့်နှင့်ပြူတစ်ပြူတစ်ဖြစ်နေကြပြီသူတို့ကလည်းမျက်စာတွေမျက်နှာတွေနဲ့ကြားပစ်နေပြီဟိုကောင်တွေကိုလည်းអော်ရသည် သူတို့ကိုလည်းငေါရသည်သူတို့ကလည်းခေမှတ်လို့ကိုတန်းစင်ကိုပင်ကိုကူကလည်းကျမတို့ကလုံနေပြီ။ ဘူပါယာတယောက်ကိုအမှတ်နှစ်ကိုက်တန်းစီခေါ်ဖို့လွတ်လိုက်ရသည် သူတို့ကိုတလာစီဖို့အခန်းထဲပို့ပြီးစာအုပ်ကြီးထဲမှာရေးစရာမှတ်စရာတွေရေးနေတော့ဒုံဒိုင်းတန်းကြီးများနဲ့အတူအမလေးလုံးကြပါဦးဟောဒီမှာလုံကြီးအတင်ဆွဲချုံနေလို့တော့အတန်းများထွက်လာသဖြင့်ထောင်မူလေးကိုတန်းစင်မှာမနေတာတော့တောက်တစ်ချက်ခောက်ပြီးထားလိုက်သည်တလာစီတော့အခန်းထဲမှာရိုက်ဟဲဆွဲဟဲယုံဟဲကန်ဟဲဖြစ်နေကြ၏။ตาမြဘာဖြစ်နေတာလဲကွာ ဒီမဆရာကြီးလုံညီချုပ်ပြီးတလားစီမခံနိုင်မှုလုပ်နေလို့ကျမတို့ရှက်တယ်ကိုကိုထောင်မှုရဲ့သူတို့ကအတင်းပဲတဲဒီကမ်းမာတွေကိုသားများဤချင်းသန်ထွက်လာသလိုသူဤလက်ထဲမှဒုလဲအပေါ်သို့မြောက်တက်သွားသည်ကိုတန်းစင်မနေတာတော့သူကိုယ်တိုင်လုံကြီးတွေဆွဲချွတ်ပြရသည်မရှာတွေကသူတို့မျက်နှာကိုလဝါလေးတွေနဲ့အုပ်လို့ရှက်လာကြည့်ရဲ့ပေါ်မိမတွေထက်တောင်အမှုအရာပိုကောင်းသည် သူတို့ကိုတိုက်တန်းစီလက်ထက်အပ်ပြီးသည့်အချိန်မှာ၄နာရီနှမောင်း15မိနစ်လောက်စောထွက်ဖို့စီစဉ်ထားကမှနာယူဝဲကြီးနောက်ကျသွားရသည်ချစ်စနီအီအီစူးနေသောနှကမ်းမှာကိုတန်းစင်ခြေကုံတုပ်ခဲရသည်တခြားလူတွေက သူ့ကိုမြင်ရင်ဘလို့ထင်မိမသိခတ်တုတ်တုတ်ရှောင်းနေသော သူဤမျက်နှာမှာပြုံပြုံကြီးသူ့ကိုခေါ်ပုံကလေးကိုတွား၍တတိယလိုက်သောကြောင့်ကိုကိုထောင်မူးပါတဲ့ ထောင်ထဲကိုမိမရှာတွေရောက်လာပြီဆိုရင်သူတို့ကိုတီးကြခွဲထားရ၏။မရှာမှန်းမသိလို့အချုပ်ထောင်ပဲပို့လိုက်ရင် ပြဿနာတွေတထွေကြီးပေါ်ကုန်ရော။သူတို့ကလည်းထောင်ထဲရောက်ရင်ပိုနှွဲသည်ပိုညှို့သည်ပိုတွန့်သည်ပိုခါသည်။သူတို့ကိုတီးတတ်မထားပဲကြာအချုပ်ဆောင်မှရောထားရင်ဝရုံသုံးကားဖြစ်မှဗေဒင်မေးစရာမလို။သူပိုင်ကိုပိုင်ဆွဲရင်ထိုးကြကြိတ်ကြရိုက်ကြနှက်ကြသည့်အထိ ဖြစ်ခဲ့သည့်အစံလာတွေအများကြီးရှိခဲ့ဘူးဒီပါ အချုပ်လူတွေရောက်လာရင်မရှာပါမပါဆေးရဆေးရတွေမှာအလုပ်တခုသူတို့ကထောင်ထဲမှာတော့ဗမာဥကောင်းတွေမရှာတိုက်ကိုအုပ်ချုပ်ရသည့်တန်စီကိုလည်းတည်တည်ချာချာကန်ရသည်တန်စီကိုယ်တိုင်ကလည်းရှုပ်တာလည်းရှိသည်တည်င်းမကြစေနဲ့တည်င်းကြရင် အသေးပဲဟုတစ်ချက်လိုရတဲ့တန်ထုတ်ပြန်ထားရသည် ထောင်ထဲမှာရိတ်ခါကြောက်သူ့လုံရနဲ့ ထုတ်ပေးရအဆောက်အုံကို အပြင်းမလို့စတိုးတို့ဂိုဒေါင်းတို့အတုံးတို့မျိုးဖြစ်မှာခေါ်ဈေးတိုက်ဟူ၍ခေါ်ပေါ်ကြသည်လူစိုးများထားသည့်တိုက်ကို လူစိုးတိုက်သို့မဟုတ် မိုးချိုးတိုက် ကြားတိုက်စသဖြင့်နာမည်တခုခုရှေ့ခံထားပြီးခေါ်ကြသည်အဝတ်အထည်များတူလောင်ထုတ်ပေးရကိုအဝတ်တိုက် ကိုမကောင်းသူများထားသည့်တိုက်ကိုလက်ပါတိုက်အင်္ဂလိပ်လိုလက်ဘရူစီအခေါ်ဝေါ်ကိုမြန်မာလိုအတူကောက်ခေါ်လိုက်ခြင်းဖြစ်၏မရှာများထားသည့်တိုက်ကို မရှာတိုက် ဒါကတရားဝင် အခေါ်အဝေါ်ဝေါ်ဟာဒတဲ့တီထွင်သူထောင်ကြများအခေါ်မှာလုံပြားတိုက်ပါဟု၍လုံပြားတိုက်အခေါ်ဝေါ်မှာလဲအတိပေအပြေဝါပေါ်သည်သူတို့အခေါ်က ပို၍တင်မြတ်သည်ဟုဆိုရလိမ့်မလားမရှာတအုပ်ကြောင့်ကိုတန်းစဉ်ထောင်ထွက်နောက်ကျသွားရသည်အင်းကချစ်ချစ်နှခမ်းစုမှာမြင်ရောင်သေးရဲ့တော်ပါသေးသည်နိုင်ဝဲလောက်နောက်ကျရွေလာမသိချစ်ချစ်ကနှခမ်းမစုပြုံပြုံမူမူလေးကြိုနေသည် ကိုတန်းစင်ကယူနီဖောင်းကိုကြပြကတိချွေ၍တပွန်ပွန်ရေလောင်းပြီးကိုလည်းတန်းစင်ချင်းကိစ္စကိုအမြန်ဆုံးလုပ်လိုက်ရသည်။ရာတပန်အတွင် မခွဲစတဲ့တစ္ဆာနန်းထားကြသည့်ကိုတန်းစင်နှင့်အီတို့အတွင်မှကျုံးကိုကြောဖြတ်၍ညာစီတန်းဘက်သို့ရှောက်လာခဲ့ကြရာ သူတို့ဤမျက်နာပေါ်မှာကြည်နူးမှုအရေးအစင်များရှစ်တန်းလျက်ရှိချေ၏။နေစဉ်မြင်နေကြထောင်အိုယိုကြီးမြဝန်းထဲမှပျောက်ကွယ်သွားသည်မှာစိတ်ချမ်းသာစရာ။ အချုံနောင်နေလူကင်းရာအပြင်တွင် နေရသူများသည်ပင်အုတ်ယိုကြီးကိုကြည့်ပြီးစိတ်ကျဉ်ကျက်မှုဖြစ်ခဲ့သောထောင်ထဲတွင်နေရသူများ၏ခံစားမှုမှပို၍စိုးလိမ့်မည်သာထောင်ကအထွေနောက်ကျရသည့်အကြောင်းကိုပြန်ပြောရင်းမရှာရေကသူ့ကိုခေါ်ပုံကလေးပြန်ပြောပြလိုက်ရာအေးခမခုခုခိခိအတန်လေးများထွက်သွားအောင်ဟာရယရွှင်သွားခဲ့ရ၏သူမ၏နှုတ်ဖျားမှလည်းအတန်လေးထွက်သွားသည်ကိုကိုထောင်မူကိုကိုထောင်မူ သူတို့ခေါ်ပုံကပိုလို့တောင်ခေါ်လို့ကောင်းသေးတယ်နော်။ဒါဖြင့်အေးလဲဒီလိုခေါ်ပေါ့။အိမ်မာနေမောင်းလို့ခေါ်မယ်။အလုသွားကန်နေကြရင်ကိုကိုထောင်မှုလို့ခေါ်မယ်လေ။မရှာရီကကိုကိုထောင်မှုလို့ခေါ်တာတော့ထားပါတော့။မိမထောင်ကအမျိုးသမီးတွေကြတော့ဘလူများခေါ်တယ်လဲမောင်း။သူတို့ခေါ်တာကြတော့ဆရာကြီးထောင်မှုတဲ့။မောင်နာထဲမှာတော့ထောင်နေမှာပေါ့နော်။ဒါပေါ့အေးရဲ့။ဟွန်းမောင်နော်ဒါပဲ။ဟောဗျာ။ အေးတိုင်တဲ့အတန်တန်လိုက်တိုင်ရတာပဲဟာကြည်သားစကားပြောကြဆိုကြရင်ညာစေးတို့ရောက်လာသည်မန်းညာစေးမှာအလွန်စီကားသည်ပိုက်ဆိုင်သားပါရင်ဝေခြင်းစရာရေကြီးထိုမုံကအစကက်ဆက်အစုံပစ္စည်းမျိုးစုံမှာမဝေနိုင်သည့်တိုင်အမြင်လှတယ်လို့ဘဝင်ညိစရာကြီးမို့နိုင်စဉ်ထိတ်မှဈေးကျအစုံဟိုဘက်ထိတ်ဒီဘက်ထိတ်အပြန်ပြန်အလန့်လန့်ရှောက်လို့မဝနိုင်ကြပါဘူးတရုတ်ပစ္စည်းအစုံရှိသည် အိန္ဒိယပစ္စည်းအစုံရှိသည်ယူရီးယားပစ္စည်းအစုံရှိသည်ဂျပန်မိတ်အင်္ဂလန်မိတ် USA မိတ်မှလိုချင်နေဆိုလဲရသည်ထို့မူတပြည့်သည်ယူရီးယားစီးသည်စတော်ဘယ်ရီများရသလိုခရီးမဆိုရာရောငပြောညွန့်ရောင်ကြောက်စိမ်းများလဲရသည်စီပန်းမှာကြောက်စိမ်းကိုပြမထားတော့လေအတိပါလင်ဝယ်လို့ရသည့်ဆိုင်များလည်းရှိသည်ကိုတန်းစင်နေအီရိုမှာညာစီတန်းနှစ်တန်းကိုနှစ်ခေါက်လောက်လျှောက်လိုက်ကြ၏ဟိုဟာလေးကကောင်းလိုက်တာ ဒီဟာလေးကဘယ်နဲ့စသဖြင့်အပြန်ပြန်အလန့်လန့်ဝေဖန်ကြရင်အေးကမိတ်ကက်တဘူးနဲ့နှကန်ဆူစီတောင်ဝဲလိုက်သည်ပြီးမှညောင်ပင်ကြီးဆိုင်မှာခောက်ဆွဲနှလုံးဝင်စားကြသည် အပြန်တွင်ညာစီတန်းကိုတတိယအခေါက်လျှောက်ပြီးမှအိုယိုကြီးရှိရသူပြန်ခဲကြ၏အလာအပမြင်ကွေးများမှနောက်တွင်ကြံရစ်ခဲလေးပြီးအတော်ကုန်းကြောင့်အပြန်ချီလင်းခရီးမှမနီးလာပါ တနေရနဲ့တနေရအမြင်နီးသလောက်ခရီးဝေးသည့်မန္တလေးမြေကျော်ကသူတို့ကိုခြေကုံလက်ပန်းကျသွားစေခဲ့ရာအိမ်ပြန်ရောက်သည့်နေ့ဖလက်ပြသွားကြသည်ညရောင်းလေဂျူတီဝင်းရံမရှိသဖြင့်ခက်အေးအေးပင်မောင်ရီဘာလဲအေးလမ်းတော်ကမေးမလို့ညာစီရောက်သွားတာနဲ့စကားပြတ်သွားတယ်ကိုကိုထောင်မှုကြောင့်လားတော်ပါဒီနာမည်တော်တော်ကြိုက်နေဒီနေ့ရောက်လာတဲ့မရှာတွေကဘယ်ရလဲမောင်မန္တလေးကလား မန္တလေးရမဟုတ်ဘူးအေးရဲ့ရန်ကုန်ကမရှာရင်အမှုကရောအသေးစိတ်တော့မသိသေးဘူးမြကြီးနာဘက်ကအပြန်ကြောက်စင်းတေလာတာလို့ပြောတာပဲ။နက်ဖြန်ကြရင် မိခဲ့စမ်းမအောင်မောင်။အေးရတော်တော်စိတ်ဝင်စားနေပြီထင်တယ်။မရှာရီအကြောင်းသိချင်လို့ပါမောင်ရဲ့။မောင်မိခဲ့ပါမယ်။အခုတော့အေးရဝင်ကြရအောင်။ထောင်မူလေးကိုတန်စင်ကဆောက်အုပ်တအုပ်ဆွဲပြီးအေးရတဲ့ဝင်သွားနေသည်။အေးကအစင်းမပြေတော့လဲရနက်မထဲသည့်မိကက်များကိုဖြတ်ပြီး ရှင်မတောင်တနခါလီပါပါလူပြီးမှအိယာတဲ့ဝင်လာသည်ရှင်မတောင်တနခါလီပါပေါ်တင်လိုက်ရသည်မှမောင်မောင်ဘူးကိုကိုထောင်မှုဘူးမောင်ကတနခါကြိုက်သည်အိယာဝင် မောင်နှာခေါင်းမှာတနခါနဲ့လေးတင်ပြနေရင် မောင်အကြိုက်မောင်ရဲ့အိပ်ပြောစီ ဘာလဲအေးဤပြောချင်တာလေးကျန်းနေလို့ဆိုဗျာအင်းတို့ကြီးဖျားဝဲကျင်းပါတော့မယ်တဲ့မောင်ကြီးဘုရားအင်းတို့ကြီးလဲမန္တလေးမြကြီးနာလန်းအင်းတို့ကြီးပေါ့ထောင်မူကြီးကတော်ကမူညင်းသူလေထောင်မူကြီးကတော်ပြောတာပဲအဲ့ဒီအင်းတို့ကြီးဖျားကတိတ်ထူးဆန်းတာပဲတဲ့တောင်ပေါ်ကရေအိမ်ကြီးအလယ်မှာဖျားတည်ထားတာနောက်ပြီးတော့ဖျားပွဲတော်ချင်းရောက်မှအဲ့ဒီဖျားကိုသွားဖို့ရေထဲကနေတေလန်းကြီးပေါ်လာတာတဲ့ဖျားပွဲလဲပြီးရောတေလန်းလဲပြုတ်သွားရောတဲ့ အဲ့ဒါထောင်မူကြီးကတော့ကပြောတယ်။အေးတို့မန္တလေးမှာရှိနေတော့အဲ့ဒီဖီးယားကိုရောက်အောင်သွားတဲ့။အောက်ဖက်ကထောင်တွေပြောင်းရရင်သွားဖို့မလွယ်တော့ဘူးတဲ့။သွားမယ်ဆိုရင်တဲဖို့ခိုးဖို့သွားရေးလိုက်အားလုံးသူစီစဉ်ပေးမယ်တဲ့။ဟိုမှာသူ့မျိုးတွေကြီးပဲတဲ့။နောက်ပြီးတော့လေမောင်အဲ့ဒီဖီးယားကစူတောင်းလေတိတ်ပြေတာတဲ့။ထောင်မူကြီးကတော့ကတော့ပြောတယ်လေ။အခုလိုတာသမီတွေမရှိတော့သွားထားတဲ့။နောက်ဆိုရင်သွားဖို့လည်းမဟုတ်ဘူးတဲ့။သွားရအောင်လားမောင်ရဲ့။အေးတို့ဟန်နီမွန်ခီလေဖြတ်ခဲ့ရတယ်လေ။ ဟန်နီမွန်ခီအစာပေါ်နော်နော်မသုံးမဆွဲဖို့လဲဘာမှမပူရအောင်မမေတို့ပေးလိုက်တဲ့ပတ်စံတွေအေးစီမှာဒီတိုင်းပဲရှိတယ်အေးကိုပို့ပေးမယ်မဟုတ်လားလို့မနော်နော်ပို့ပေးနော်အေးကရေပက်မဝင်အောင်ပျော်သွားပေးမယ်မောင်ကခေါင်းမငိမ့်တာဟန်နီမွန်ခီပြက်ခဲရသည့်အတွက် ကိုတန်းစဉ်စိတ်မကောင်းဖြစ်ခဲရသည့်အရှိမအခုထိမသေးခြင်းသေးထောင်မှာအလုပ်ဝင်ကလေးကအေးကိုဘယ်မှမပို့နိုင်သေး ကိုတန်းစင်မှာ BA အောင်ပြီးအလုပ်အဆင်မပြေလို့ရရအလုပ်ဝင်လို့ရတော့မဟုတ်။သူဤဆန္ဒအရထောင်မှုအလုပ်ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပေသည်။ဥပဒေစာမေးပွဲဖြေဖို့ကြိုးစားနေစေ။အခုအေးကအင်းတော်ကြီးဖျားလိုက်ဖို့ပါဟုဆိုလာသည်။ပို့လိုက်ချင်းဒီမှာတပိုင်းကိုသေးလို့အခက်ခဲကခွင့်ကိစ္စအေးနားလေအောင်ဘလို့ရှင်းပြရပါမလဲဟု တွေးနေရသမို့ချက်ချင်းအပြေပြန်မပေးနိုင်ခဲ့ပြီ။ဟော မောင်ဝအေးပူစားတာနဲ့ဆင်းညစ်သွားပြီထင်တယ်။စကပြန်တော့မရတော့။အေးသွားခြင်းတဲ့နေရာဆိုရင်ဘယ်နေရာဖြစ်ဖြစ်မောင်သိပူခြင်းတာပေါ့အေးရဲ့။မောင်တို့မှငွေရေးကြေးလည်းပြည့်လဲတယ်လေ။ဒါပေမဲ့ခွင့်ခွင့်ရရင်မောင်လိုက်ပူရမယ်နော်။ပို့ခြင်းမီလားအေးရဲ့။ဒါဖြင့်မောင်ခွင့်ရအောင်အေးလုံမယ်။အောက်ကြနောက်ကြခံပြီးတော့တော့မပြောပါနဲ့အေးရဲ့။မျက်နှာအောက်ချစရာရှိမောင်သာအောက်ချပါရစေ။ ထောင်မူကြီးကတော်ရော ထောင်မိုင်ကြီးကတော်ရောကအေးကိုတိတ်ချစ်တာခေါ်တာတောင်တမိတမိနဲ့အေးပြောရင်ရမှာပါမောင်ရဲ့ကိုတန်းစင်ကခွင့်ရရင်ပို့ပေးမည်ဟုဂဒီပေးနှစ်သိမ့်လိုက်၏မောင်လည်းမနဲ့ချူတီဝင်ရအောင်ပါအိတ်ကြပါစို့ကိုကိုထောင်မူရဲ့ပေးရော့ချစ်စနီးမောင်နဲ့အတွေ့အနံမူသည်ကိုတန်းစင်မှာမနဲ့ပိုင်းအလုံများပြီးသည့်နှင့်မရှာများထားရလုံပြားတိုက်ပဲ့သို့ခြေဦးလဲခဲ့၏ လက်ပါတိုက်ကအကျဉ်းသားတဦးအတွက်အယူခံရေးပေးစရာရှိသဖြင့်လိုအပ်သည်များမင်းမြန်ရန်ထွက်လာရင် လုံပြတိုက်သို့လေဝင်ခဲ့ခြင်းဖြစ်ပေသည်ထောင်မှုတို့၏လုပ်ငန်းတာဝန်များထဲမှအကျဉ်းသားများအတွက်အယူခံရေးပေးရသည့်အလုပ်လဲပါရှိရာထောင်တန်းချမှတ်ခံရပြီးအယူခံဝင်သည့်အယူခံလွှာကို ရေးပေးရသလိုနှစ်ဝက်အယူခံလွှာများကိုလည်းရေးပေးရပေသည် ကိုတန်းစင်မှာဝါသနာအလျောက်ဥပဒေကိုကြွံ့ကြုံဝင်ဝင် လေ့လာထားသူဖြစ်သည့်အပြင် စေတနာတည်ရောက်မှုလေအပြေဝရှိသဖြင့်အကျဉ်းသားတိုင်းဤအာကိုမှုကိုခံရသူဖြစ်၏ကိုတန်းစဉ်အယူခံလွားရေးပေးပါမည်အကြောင်းရှီကိုဦးတင် တောင်းပန်ကြ၏အခုလဲလက်ပါတိုင်းမှာအကျဉ်းသားကိုတိလုတ်ကြီးကသူ၏အယူခံလွားကိုကိုတန်းစဉ်ရေးပေးပါမည်အကြောင်း၃ချိန်မကဦးအကျဉ်းချင်းချပြီးတောင်းပန်ထားပေသည်ကိုတလုတ်ကြီးမှာဓမြမှုနှင့်ထောင်တန်းခုနှစ်နှစ်ကြာခံခဲ့ရသူဖြစ်၍နူနာဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရသူဖြစ်ပေသည် ကိုတလုံးကြီးမှာအသက်16နှစ်သားကလေးကကိုပြက်ယောဂဝေဒနာကိုခံစားခဲ့ရတော့လဲစေဝါမကုသနိုင်ခြင်းနဲ့ PPTD နေခဲ့ခြင်းတို့ကြောင့်သူဤယောဂမှာနေမြင့်လေးအယူရင်လေးဆိုသလိုပို၍သာဆိုးလာခဲ့၏မထူဘဝကြောင့်ယောဂဆိုးသည့်နှင့်အမျှလူကလည်းပို၍ဆိုးခဲ့သည်စိတ်မထင်လင်မထင်သလိုဆဲသည်မူးသည်ရမ်းသည် လူရိုက်သည့်နေရာတွင်လည်းလက်အလွန်ရင်သည် ယခုဖြစ်ပွားခဲ့သောဓမြမှုတွင်ဓမြအတိုက်ခံရသူအင်ရှင်များနှင့်ကိုတလုတ်ကြီးမှာចောင်းတော်ကရန်စာရှိခဲ့သည်ကိုထွန်းမင်းတို့ကသူတို့ရွာမှာအချမ်းသာဆုံးချမ်းသာသလောက်မာနထန်သည် မောင်းမာသည်မိသူကိုမှလူမထင်မြို့ကအရာရှိများနယ်လက်လာသည့်အခါတကြီးအိမ်မှာမတဲကြပဲကိုထွန်းမင်းတို့အိမ်မှာသာတဲလိရှိကြသဖြင့်ကိုထွန်းမင်းလက်ညိုထိုးလိုက်လင်းအနည်းဆုံး100ကို130တော့တန်းနေတာပဲဟု ပြောစမှတ်ပြုကြရသည် ကိုထုံးမင်းနဲ့ကိုတလုတ်ကြီးတို့မှာဆွေရိပ်မကင်းမျိုးရိပ်မကင်းရှိစေကားမူကိုတလုတ်ကြီးကအဆက်ဆံမလုပ်ပြီးဘာသာလဝါနေခဲ့သည်တနေ့တော့ကိုတလုတ်ကြီးကထရေမူပြီးခက်ရင်ရင်နဲ့အပြန်ကိုထုံးမင်းသမီးနဲ့လမ်းတွင်ဆုံကြသည်လမ်းဆိုပေမဲ့လမ်းကအကျဲကြီးမဟုတ်လူနှစ်ယောက်ဆိုရင်ရှောင်းသာတင်းသာယုံလန်းဆုံပြီးတော့ကိုထုံးမင်းကဘသူဘဲဝါမှမသိသူကရှောင်းပေမဲ့ရိုင်နေသူမူဝင်တိုက်မိသွားသည် ။သမီးကအိမ်ပြန်ရောက်တော့အဖေကိုတိုင်သည်။အဖေကတကြီးကို ထိတ်တုံခတ်ဖို့ဩဇာပေးသည်။တကြီးကကိုတလုံကြီးကိုခေါ်ပြီးထိတ်တုံခတ်လိုက်ရသည်။တကြီးကလည်းကိုထုံးမင်းကိုခတ်ချင်းချင်းမြို့ကအရာရှိတွေနဲ့ပလဲနံပါတ်တင်နေသူမို့မချစ်တော့လေအောင်ကနန်းနေရသည်အနီအထား။ကိုတလုံးကြီးအချောင်းကိုလည်းတည်တည်အဲ့ဒီတော့သူကလှုပ်ချင်လို့မဟုတ်ပါဘူးကိုထုံးမင်ကလှုပ်ခိုင်းလို့ပါဟုသွေးထိုးပေးခဲ့သည် ချဲချဲကားကားမြောက်ထိုးပင်ကောစကားတွေတွတ်တွတ်ကြီးဆိုလိုက်တော့ကိုတလုံးကြီးလက်သေးစုပ်ပြီးအန်ကျိတ်သွားရသည်တိကြရောပေါ့တွေးကြရောပေါ့ကွာထိတ်တုံကလူတိနေကိုတလုံးကြီးတယောက်ကိုထုံးမင်တို့အိမ်ရှိမှာဘလူထွက်ထွက်ခဲ့သည်ဆဲလိုက်တာမိုးမွန်ရောတအိမ်လုံးနာမည်တွေကိုရစရာမရှိအောင်ဆဲပစ်သည်ဆဲယုံတင်မဟုတ်တော့ပဲအိမ်ဘော်ကိုပါတက်ပြီးကြံရန်ခဲ့ရတရွာလုံးကျွတ်ကျွတ်ညံသွားခဲ့ရပေသည် မင်းတို့တိုင်ကျင်တဲ့နေရာတိုင်ငါအဖမ်းခံရလို့လွတ်တဲ့နေဟာမင်းတို့တအိမ်သားလုံးတေမဲ့နေလို့မှတ်ကိုတလူကြီးကအဲ့ဒီလိုကြိမ်ဝါခဲ့သည်ရာတတန်ပြေးခဲ့သည်ဒီတခါတော့ကိုတလူကြီးတို့အောင်ပွဲကိုထုံးမင်းတယောက်ငြိမ်စင်သွားသည်ဘယ်ကိုမှမတိုင်ခဲ့ဆွေမျိုးချင်းဖြစ်နေလို့ဟူသောစကားဖြင့်အချိုတက်နေလိုက်သည် ကိုတလူကြီးကိုလည်းကြောက်တာပါသည်ပေါ့ကိုတလူကြီးကပါဇက်သမားမဟုတ်ဒါကိုလည်းသိသည် ဒီတို့တစ်ဖက်ကငိမ့်နေပြန်တော့ကိုတလုံးကြီးလဲမလုတာငိမ့်နေလိုက်ရသည်ဒါကကြပါ ကိုတလူကြီးအသက်20ကျော်လောက်တုန်းကအဖြစ်ဖြစ်အခုအဖြစ်ကဒီလိုကိုထုံမင်းတို့အိမ်ကိုဓမြဝင်တိုက်သည်ဓမြတွေကအချာကမဟုတ်ဟိုဘက်ရွာက ကိုတလူကြီးဤအပေါင်းအသင်းတွင်ဓမြတိုက်သည့်နေ့မှ လာမိုက်ရဲ့မောင်လိုက်သည့်မှပိမ့်ပိတ်အောင်မောင်နေသောညင့်ဘသူဘဲဝါမဆိုးထားပြီးလူလုံးပင်မကွဲအောင် အမောင်ကလွှမ်းထားသည်တိုင်ကျဖွင့်တော့ကိုတလူကြီးနာမည်ပါလာသည် တန်းစီဆွေးပြတော့လဲကိုတလူကြီးပါသည် အမှုစစ်သောအခါတရခန်ရှိနေကြီးကကိုတလူကြီးပါသည်ဟုထွက်ဆိုသွားသောကိုထုံးမင်မိမဒေါညီမကို မေကွန်ထုတ်ခဲ့သည်ဓမြတိုက်တဲ့နေ့ကလာတာရက်လားလမိုက်ရက်လားလမိုက်ရက်ပါဓမြတိုက်တဲ့အချိန်ကဘယ်အချိန်လဲတကောင်ကျက်တွန်တဲ့အချိန်လောက်ပါ အလင်းရောင်လုံးဝမရှိဘူးပေါ့မရှိပါဘူးဒေါညီမတို့အိမ်မှာမိကွက်တွေပါတယ်ထွန့်ထားသလားမထွန့်ထားပါဘူးဒါဖြင့်အိမ်ထဲမှာမိရောင်မရှိဘူး အလင်းရောင်လည်းမရှိဘူးပေါ့ဟုတ်ပါတယ်ဒေါ်ညီမမျက်စိကောင်းနေနော်နင်းနေတော့တည်ပါတယ်မျက်မှန်လေးပါလေရောတက်ရပြီလားဒီလောက်ကြီးတော့မစိုးပါဘူးမဟုတ်ဘူးလေကျွန်တော်မေးတာကမျက်မှန်တက်ရပြီလားလို့မေးတာပါ မျက်မှန်တော့တခါတည်းရံမှာတက်ရပါတယ်တခါတည်းရံမှာတက်ရတယ်ဆိုတော့ဒေါ်ညီမမျက်စိကတခါတည်းရံမှာမှုံနေတခါတခါကြတော့မမုံဘူးလို့ဆိုချင်တာလားဒီလိုမဟုတ်ပါဘူးအပြင်ထွက်တဲ့အခါမှာမျက်မှန်တက်တာကိုပြောတာပါ ဥပုံဆောင်တရားနာသွားတဲ့အခါလဲတက်ရတယ်ပေါ့ဟုတ်ပါတယ်နေလေပဲအလင်းရောင်မှတောင်းမျက်မှန်တက်နေရတဲ့ဒေါညီမမျက်စီကညင့်မောင်ထဲမှာမျက်မှန်မပါပဲကိုတလူကြီးကိုဘလို့များမှတ်မိပါသလဲလူ့ကိုမြင်တာမဟုတ်ပါဘူးအတန်ကိုမှတ်မိတာပါဒါဖြင့်လူဆွဲပြာတော့ကအတန်ကိုနားထောင်ပြီးဆွဲပြတာလားရုပ်ကိုကြည့်ပြီးဆွဲပြတာလားရုပ်ကိုကြည့်ပြီးဆွဲပြတာပါအတန်ကိုမဟုတ်ဘူးနော် ဟုတ်ပါတယ်အတန်ကိုကြားယုံနဲ့ ကိုတလုတ်ကြီးပါပဲလို့ပြောနိုင်အောင်ကိုတလုတ်ကြီးနဲ့ဘလောက်ထိရင်းရင်းနှီးနှီးနေဘူးပါသလဲမနေဘူးပါဘူးဒါနဲ့တောင်အတန်ကိုချက်ချင်းမှတ်မိတယ်ပေါ့ရွာထဲမှာမူးမူပြီးဆဲနေကြသူ့အတန်ကိုခဏခဏကြားနေရလို့မှတ်မိတာပါဒေါ်ညီမတို့နဲ့ကိုတလုတ်ကြီးနဲ့ရန်ဖြစ်ဖူးတယ်နော်ဟုတ်ပါတယ်တော်တော်ကြီးကြီးကျယ်ကျယ်ဖြစ်ဖူးတယ်ပေါ့ဟုတ်ပါတယ်ဒေါ်ညီမရဲဌာနမှာစစ်ချက်ပေးတော့ကကိုတလုတ်ကြီးကိုမြင်လိုက်ရပါတယ်လို့အစ်စ်ခံချက်ပေးခဲ့တယ်နော်ဟုတ်ပါတယ် ။ဒါဖြင့်ရဲဌာနမှအစစ်ခံချက်ပေးခဲ့တာနဲ့အခုတရားရုံးမှာအစစ်ခံတာဘယ်ဟာကိုအမှန်လို့ယူရမှာလဲ။မဟုတ်ဘူးလေ။ဒေါ်ညမရဲ့လူကိုယ်တိုင်ကိုမြင်တာနဲ့အတန်ကိုကြားလို့မှတ်မိပါတယ်ဆိုတာအတိတ်ပဲမတူဘူးလေ။ဒါတွေတော့ကြုတ်လဲနားမလည်ဘူး။ပြောတတ်တယ်လို့ပြောတာပါပဲ။ရှိနေကြီးကကိုတလူကြီးမပါဝင်ကြောင်းလူပြတတိများဤအစစ်ခံချက်မှာတန်တရာ ဖြစ်စရာတွေအများကြီးရှိနေကြောင်းပေါ်လွင်အောင်မေခွန်းထုတ်ခဲ့၏ တန်တရားဤအကျိုးကိုတရားခံဖြစ်သူရရှိခံစားစေရန်ရည်ရွယ်ခြင်းဖြစ်ပေသည်သူဤရှင်နေကြီးကဘလိုပင်စူးစားခဲ့တော်လဲကံဆိုးသူကိုတလုတ်ကြီးမှာဓမြတိုက်သည့်ညင်တွင်ရွာတွင်မရှိ ထိမ်မင်ကုန်းရွာသို့တွားခဲ့ပါသည်ဟုတက်တည်ပြခဲ့တော်လဲထိမ်မင်ကုန်းရွာက ကိုပါကျူဤထွက်ဆိုချက်မှာထိမ်မင်ကုန်းရွာကိုလာသည်မှာမှန်တော်လဲညနေဘက်တွင် ပြန်သွားကြောင်းထွက်ဆိုခဲ့၏ထိမ်မင်ကုန်းကအပြင် ထထောဝင်ပြီးဘယ်နေရာမှာမူပြီးအိပ်ပျော်နေခဲ့မှန်းမသိသူဘက်ကခိုင်လုံသောတက်သေးမပြနိုင်ခဲ့ကိုတလုံးကြီးစိုးပေတေခဲ့သည့်နောက်ကြောင်းရာတွင်တက်သေးခန့်ချက်များမှာ အမှုချောင်းကိုမပေါ်ရောစေဘဲပို၍လေးလံပိုပိစေခဲ့၏ရင်းအမှုချောင်းအရာ သူအားထောင်တန်းခုနှစ်နှစ်ချမှတ်ခဲ့သည်ကိုအယူခံဝင်ရာတွင် ကိုတန့်စင်ကိုအယူခွန်လာရေးပေးရန်ရှင်ကိုဦးတင်တောင်းပန်ခဲ့သည့်ဖြင့် အယူခံလောရေးရတွင်လိုအပ်သည့်အချက်များမေးမြန်းရန်ကိုတလုံးကြီးအားတွေ့ဆုံရင်းချစ်ချစ်တီးကျင်သည့်မရှာရေးအကြောင်းစုံစမ်းရန်လုံပြတိုက်သို့လှည့်ဝင်ခဲ့ခြင်းဖြစ်ပေသည်ဆရာကြီးကျော်မြတ်တန်ရေးသားထားတဲ့နဂရောစိတ်မြတ်ခုံဆိုတဲ့ဝိထုရှိရဲ့အပိုင်းနှစ်ကိုစောင့်မျှော်နားဆင်ပေးပါဦးနော်နားဆင်ပေးခဲ့ကြတဲ့ຫນွေဦးနော်တဲ့ရဲ့ချစ်တော်ပရိသတ်များအားလုံး ကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။